โอเคမင်္ဂလာပါတင်ပြကျွန်တော်အခုကပ်ပေးမယ့်ပုံစံကကျွန်တော်လိပ်စာကက်ဒိုမဟုတ်ဖိတ်စာလုပ်တဲ့နည်းပေါ့နော်အခြေခံလုပ်တဲ့နည်းကိုကျွန်တော်တင်ပြပါမယ်တင်ပြချက်တရားတောင်းထားတာတော့ကြားပါတယ်ကျွန်တော်လည်းအလုံးမအားနိုင်တဲ့အတွက်မတင်ပြတာကျွန်တော်အားနာနေပါပြီဒီနေ့ကျွန်တော်အချိန်အနည်းငယ်ရတဲ့အတွက်အခြေခံသမားတွေအတွက်ဖန်တီးတတ်အောင်ပြုလုပ်တဲ့အောင်ပေါ့နော်ကျွန်တော်တင်ပြလိုက်ပါမယ်အားလုံးဆက်ပြီးပါစေအဲ့တော့ကျွန်တော်တို့စာရရအောင်နော်လိပ်စာကက်ဒိုမဟုတ်ဖိတ်စာတစ်ခုခုဖန်တီးတဲ့နည်းပေါ့ဟုတ်ပြီနော် ဲ့တော့ကျွန်တော်တို့ဘာလဲဘာလဲတို့မလဲဆိုတော့ Photoshop CS3 ပဲဖြစ်ဖြစ် CS5 ပဲဖြစ်ဖြစ်ကျွန်တော်တို့အသုံးပြုရပါတယ်အဲ့တော့ကျွန်တော်က CS3 ကိုအသုံးပြုပြီးလောက်ကြပါမယ်အဲ့တော့ကျွန်တော်တို့ကွန်ပျူတာမှာရှိတဲ့ Photoshop CS3 ကိုဖွင့်ပါကျွန်တော်တို့ Photoshop လေးကပွင့်ပြီဆိုတော့ကျွန်တော်တို့လိပ်စာတစ်ခုလုပ်ဖို့အတွက် negative ကျွန်တော်တို့ ာရွက်တွေယူရမယ်ကွန်ပျူတာရဲ့ဝါဟာရနဲ့ကျွန်တော်တို့ဒီ comment တစ်ခုယူရပေါ့နော်အဲ့တော့စာရွက်တွေယူဖို့အတွက်ကျွန်တော်တို့ပုံမှန်မှတ်ထားရမှာကျွန်တော်တို့စာရွက်ယူမယ်ဆိုလို့ရှိရင်ဒီ menu bar တွေကကျွန်တော်တို့ menu bar တွေကကျွန်တော်တို့ဒီ file ပေါ့နော် file file ဆိုတဲ့နေရာလေးကိုထည့်နှိပ်ပါနှိပ်ပြီးတော့ file ကိုနှိပ်လို့ကြားလာတဲ့ဒီ browser မှာကျွန်တော်တို့ပေါ်ဆုံးက ntw ကို view နှိပ်ပါ control အပေါင်း n ကိုနှိပ်လိုက်ရအောင်နော်အဲ့တော့ကျွန်တော်တို့ mouse နဲ့ ntw view ကိုထည့်နှိပ်လိုက်ပါ ဒါကကျွန်တော်တို့လူချင်းနဲ့စာရွက်ယူခြင်းနဲ့ပေါင်းလို့ခုကြားနေပါပြီဒီနေရာမှာအဲ့တော့ကျွန်တော်တို့အခုဒီစာရွက်ယူတဲ့နေရာမှာကျွန်တော်ပရင်ဆန်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့အစ်တက်တဲ့စာရွက်တဲ့ဆိုင်ကိုဒီခုပို့တိုပေးပါတော့ကျွန်တော် USA ပေးပါတော့ International ပေးပါတော့ဒီပို့တိုပေါ့နော်ကျွန်တော်တို့အခုကဓာတ်ပုံလိုပုံစံမျိုးနဲ့လိပ်စာကလေးတစ်ခုလုံးပါပေးတယ်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ PHOT ကိုတော့ဒီပို့တိုကိုကျွန်တော်ယူပါမယ်ပရင်ဆန်နေရာမှာပို့တိုပြီးတော့ဒီ SI ဇာတ်ဒီဆိုင်နေရာမှာကျွန်တော်တို့ စာရွက်ဆိုင်တွေ၄မြောက်တုံး၄မြောက်၆တုံး၅မြောက်ကောင်တို့၈မြောက်၁၀တို့ခြေတော်တွေညမှာလိပ်စာကန်လေးတစ်ခုဖန်ပြီးကိုတက်ကျွန်တော်ဒီ size ဆိုတဲ့ညမှာကျွန်တော်ပြည့်အမြောက်တုံးဆိုတဲ့ဒီ size တစ်ခုယူပါမယ်အဲဒီတော့လေးမြောက်တုံးယူပြီးတော့ကျွန်တော်တို့ okay နဲ့ထွက်ပါမယ်တကယ်လို့များမိတ်ဆွေတို့အနေနဲ့ဖန်တီးရင်တဲ့အခါမှာကိုလိုချင်တဲ့ size အနေထားကိုကျွန်တော်တို့ဒီညမှာ5ဆိုတာကျွန်တော်တို့ဒီလိုလိုအကျယ်အဝယ်ပေါ့နော်ဒီ5ဆိုတာအကျယ်ပေါ့ h i h e i g h t high ဆိုတာကျွန်တော်တို့အမြင့်ပေါ့နော်ဒီလိုမျိုးအမြင့်ပေါ့ မိတ်ဆွေတို့အနေနဲ့လုပ်တဲ့အခါမှာဒီမိတ်ဆွေတို့နှစ်သက်တဲ့စာရွက်ဆိုင်ကိုဒီနေရာမှာရေးပြီးကျွန်တော်တို့ယူရရတော့တကယ်လို့ညကျွန်တော်တို့ဥပမာဒီ၃နေရာမှာကျွန်တော်တို့လူတွေပေါ့ဥပမာ၆ပေါ့အဲ့လိုမျိုးဥပမာဒီ high နေရာမှာနာပေါ့ဥပမာ၆အပြောင်းငါပေါ့လာအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့လိုချင်တဲ့ site ကိုဒီညပြောင်းလိုက်တာလေကျွန်တော်တို့မှပြီပို့ခဲ့တဲ့ထိုက်မှာအဲ့တော့ကျွန်တော်တို့အခုလုံးမှာပါလေလိပ်စာကလေးတစ်ခုခံပြီးမှဖြစ်တဲ့ကျွန်တော်တို့ပုံမှန်တဲ့ photo ကိုပဲယူပါမယ်ဒီဒီပေါ်ဒီညမှာနေရောက်တော့ပေါ့နော်နေရောက်တော့ရပြီလို့ဒီကျွန်တော်တို့ okay ကိုလည်းပြီးဖတ်ပါ ကျွန်တော်တို့မှာစာရည်တွေကြားလာပါပြီကျွန်တော်တို့ယူထားတဲ့ PDF ကြောင့်သုံးစာရည်တွေကြားလာဒီနေရာမှာကျွန်တော်တို့လိပ်စာချက်တစ်ခုခံပြီးဖို့အတွက်တခြားဒီနောက်ခံ background ပုံတွေကိုကျွန်တော်တို့မသုံးပေနဲ့ Photoshop operating system တွေမှာပါတယ် Photoshop system မှာပါတယ်ကျွန်တော်တို့သူ့ရဲ့ normal color လေးကိုအသုံးပြုပြီးတော့ design color လေးတစ်ခုထည့်ပြရတာပေါ့နော်တကယ်လို့ mesh တွေလုပ်တဲ့အခါမှာလောက်ခိုင်းတဲ့ဒီရဲ့အပေါ်မှာ move ပြီးတော့နောက်ကပုံတွေပါတယ်သူတို့ထည့်ထည့်ပေးလိုက်ပေါ့အဲ့လိုမျိုးပေါ့အခုကျွန်တော်လုပ်ရမှာ Photoshop မှာပါတယ် Photoshop system မှာပါတယ်ကျွန်တော်တို့ color လေးတွေကိုတုံးပြီးတော့လိပ်စာချင်လားလားလေးတစ်ခုဖြတ်ပြီးမယ်ပေါ့ဟုတ်ပြီနော်ကျွန်တော်အဲ့တော့ okay ဒီနေရာမှာကျွန်တော်တို့ရပြီ site ရပြီဆိုလို့ရှိရင် number 1ကျွန်တော်တို့ဒီ two box တွေကကျွန်တော် design ဒီဒီကောင်လေးကိုအယောင်လေးထည့်မယ်ပေါ့နော်အယောင်ဆုံးထည့်မှဖြစ်တဲ့ two box တွေကကျွန်တော်တို့ဒီ two box တွေကကျွန်တော်တို့ဒီ2လေးကိုယူမလဲဆိုတော့ဒီနေရာမှာကျွန်တော်တို့ grading 2ကိုယူမယ်နော် G R A D I E N T grading 2ကိုယူပါမယ် ဂရင်းတူးလေးယူပြီးတော့ကျွန်တော်ဒီကြမ်းမှာကျွန်တော်ကာလာပေါင်းလေးတူးကြားလာပါလိမ့်မယ်နော်ဒီရှိုးပါလေးပါပေါ့ကျွန်တော်တို့အခေါ်ဆုံးကဒီပါကိုကျွန်တော်တို့တိုက်တယ်ပါလို့ခေါ်ပါတယ်ခလေးကောင်ကဒီပါလေးကိုဒါကျွန်တော်မီယူပါလို့ခေါ်တယ်မီယူလေးတွေရှိရတယ်ဟုတ်ပြီနော်ဒါကိုရှိုးပါလို့ခေါ်တယ်ဘာကြောင့်ရှိုးပါလို့ခေါ်လဲဆိုတော့ကျွန်တော်တို့ဒီတူးလေးတွေကတူးလေးတစ်ခုခုကိုနေလိုက်တယ်အဲ့ဒီတူးနဲ့ပတ်သက်တဲ့ဟာလေးကိုဒီညမှာအကုန်လုံးဖော်ပြပေးရတဲ့ကျွန်တော်ဒါကိုကျွန်တော်တို့ရှိုးပါလို့ခေါ်ပါတယ်အဲ့ okay ဒါလေးကတော့ကျွန်တော်တူပေါက်လို့ခေါ်တယ်ပေါ့တူလေးတွေတင်ထားတဲ့နေရာအလုပ်လုပ်တဲ့တူတွေတင်ထားတဲ့နေရာမှာတော့တူပေါက်လို့ခေါ်ပါတယ် အဲ့တော့ okay ခုနကတိုက်ပဲတယ်လို့ grading 2ကိုယူပါမယ် grading 2ကိုယူပြရတယ် grading 2ကိုနေလိုက်တယ်သူနဲ့စတက်ပြရအရောင်းနဲ့မှာရှိနေပြီးသားပါနော်ဒီနေရာမှာကျွန်တော်တို့ color design လေး၅ခုရှိတယ်ကွယ်လင်း၅ခုကျွန်တော်တို့၅ခုရှိရဟုတ်ပြီနော်ဒီနေရာလေးမှာကျွန်တော်တို့ကျွန်တော်ကဘယ်လို design လုပ်ယူမလဲဆိုတော့ဒီဘက်ကဒီခလေးကောင်ကလို့မဟုတ်ဒီ design လေးဒီ white design လေးယူတယ်နော်ကျွန်တော်အဲ့တော့ဒီနေရာမှာ mix လို့နေတဲ့အရောင်းလေးကိုယူရပါကျွန်တော်တို့အရောင်းလေးတစ်ယောက်ယူရလိုက်ပြီဟုတ်ပြီနော်ကျွန်တော်တို့ဘယ်အရောင်းလေးဆိုဒီအရောင်းယူပြီပေါ့အဲ့တော့ကျွန်တော် ်သူ့ကိုချာကြည့်တော့မယ်မောက်ကိုခလေးကောင်ကထားပြီးတော့အောက်ကိုဆင်းချလိုက်ပါကျွန်တော်တို့ဒီဇိုင်းလေးတစ်ခုလည်းဒီလိုများကျွန်တော်တို့ဆွဲလိုက်တာမမြင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့သူရဆုံမှတ်ကြနေတဲ့ခလေးကောင်လေးကပေါ့နော်ကျွန်တော်တို့ဆွဲပါအဲကျွန်တော်တို့ဒီလိုများသေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆွဲချလိုက်ပါအဲ့တော့ဒါဆိုကျွန်တော်ခလေးကောင်တွေကြာပြီဟုတ်ပြီနော်ဒီလိုမျိုးအရာဖလားလေးနဲ့ဒီလိုမိတ်ဆွေတို့တည်တဲ့အရာကိုကျွန်တော်ဒီညမှာပြရရဒီလို ဒီသားမှာရှိတဲ့အယောင်တွေကိုမနှစ်တက်ဘူးဆိုလို့ရှိရင်ဒီညနေမှာကျွန်တော်တို့ဒါတွေဒီကျွန်တော်တို့ကာလာပေါက်တွေပါပဲကျွန်တော်တို့နှစ်တက်တဲ့အယောင်တောင်ကိုကျွန်တော်တို့ရွေးလိုက်ရမှာပဲဒီမှာအယောင်တက်လာပါလိမ့်မယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့အဲ့တော့တက်လာတော့ဆက်ကြည့်လိုက်မယ်ကျွန်တော်တို့အဲနှစ်တက်တဲ့အယောင်ကိုရွေးလိုက်ရတယ်ဟုတ်ပြီနော်ဒီလိုဒီညနေမှာဒီအခုရှိတဲ့ဒီအယောင်လေးတွေကိုမနှစ်တက်ဘူးဆိုလို့ရှိရင်နောက်တစ်ချက်ချင်းရင်ဒီမှာကျွန်တော်တို့ကာလာပေါက်1 2 3 4 5 6 8ခုရှိတယ်တစ်ခုချင်းတစ်ခုချင်းကိုနှီးပြီးတော့ကျွန်တော်တို့ impact ကိုကျွန်တော်နှီးပေးလိုက်ပါသူရအယောင်ရအကုန်လုံးဒီမှာရှိနေပါကျွန်တော်တို့ဟုတ်ပြီနော် ဲ့တော့ okay ခုနအရောင်လေးကိုကျွန်တော်တို့ပြည့်ယူမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့လိုချင်တဲ့အရောင်လေးတစ်အောင်ရပြီဆိုလို့ရှိရင်ဒီကောင်လေးကိုကျွန်တော်တို့ဒီလိပ်စာကဲလေးလှားသွောက်အောင်ကျွန်တော်တို့သူ့ကိုပေါင်လေးနည်းနည်းလောက်ကော်ပီလိုက်မယ်ကျွန်တော်တို့ဟုတ်ပြီနော်ပေါင်ကော်ဖို့အတွက်ကျွန်တော်တို့ဗာဘယ်ကိုသွားမလဲဆိုတော့နံပါတ်1ကျွန်တော်တို့ video bar ထဲက select ကိုသွားပါ s l e c d select ကိုနှိပ်ပါအဲ့လေကိုကျွန်တော်တို့ select ကိုတက်တာနဲ့ကြားလာတဲ့ဒီ menu တွေထဲမှာ PL on လိုက်ပါအဲ့တော့ကျွန်တော်တို့ select off ပြလိုက်တာနဲ့ဒီနေရာမှာကျွန်တော်တို့ ဆလဲဖြစ်နေတဲ့အတန်းလေးတွေပြင်နေပါပြီအဲဒါခုနကတည်းကနောက်ထပ်ထပ်ပြီးတော့ဆလဲပုံပြန်နှိပ်ပါဒီထဲမှာကျွန်တော်တို့ဆလဲကအောက်ကတည်းကမူဒီဖိုင်ကိုနှိပ်ပါမူဒီဖိုင်ရဲ့ဒီဘက်ကမှကျွန်တော်တို့အပေါ်ဆုံးက border လေးကိုနှိပ်လိုက်ပါဟုတ်ပြီနော် border လေးကိုနှိပ်လိုက်ဒီကောင်လေးကဒီဘောင်းလေးတစ်ခုကြာလာပါဒီဘောင်းလေးကဘာလဲဆိုတော့ကျွန်တော်တို့ဒီဘောင်းလေးကော့ဖို့အတွက်အခြေအဝတ်ပေါ့ဘလောက်အခြေအဝတ်ယူမလဲအဲဒီတော့ကျွန်တော်တို့အခြေအဝတ်ကိုယူခိုင်းတာအဲဒါဒီနံပါတ်ကျွန်တော်တို့ပုံမှန်ဒီလောက်ပဲရေးလိုက်ပါတော့ကျွန်တော်တို့ဒီလို size ရဲ့ size ကြီးရဲ့ဒီလို့ကြီးတယ်လို့ 50 60 80ပြေးထားလို့ရတယ်ဟုတ်ပြီနော်အဲဒါကျွန်တော်လေ့စီပြီးတော့ရည်ပြီးရခုခဲ့တဲ့အဲဒီတော့ကျွန်တော်ယူလိုက်တဲ့လေ့စီအနေနဲ့ဌာနပတ်သက်တဲ့အကြောင်းလေးကျွန်တော်မှာရောက်နေပြီကျွန်တော်တို့နော်အဲဒီတော့ဒီညမှာကျွန်တော်တို့ဘောင်လေး comment ဟာကိုရေးပြီးတော့ဒီလိုကြီးရကိုကျွန်တော် comment အကြောင်းလေးကိုရေးရတော့မယ်ဟုတ်ပြီနော်အကြောင်းရေးတဲ့အခါမှာကျွန်တော်တို့ဒီညမှာကျွန်တော်တို့ဒီတက်အယောင်တောင်ကိုဒီကာလာပေါင်းလေးမှာပေါ့နော်ဒီကာလာနှစ်ထဲပေါင်းလေးမှာဟိုကကာလာကိုအယောင်တောင်ယူထားဟုတ်ပြီလဲကျွန်တော်အပြောင်းလေးယူထားမယ်ပေါ့ဒီနံပါတ်၁၀တက်အယောင်တောင်ကိုယူရတာနော်ဒီ open နဲ့ဆက်ပါ အဲ့တော့အယောင်ရွေးပြီးတော့ဒီတိုးပေးမယ်ကျွန်တော်တို့ဒီညမှာအယောင်နဲ့ဟာရောင်းမလာသေးဘူးအဲ့တော့ကျွန်တော်တို့ဘယ်ကိုတော့မလဲဆိုတော့ item ကိုတော့ပါ item ကိုနှိပ်ပြီးတော့ item ကိုနှိပ်ပြီးတော့ကျွန်တော်တို့ကြားလာတဲ့ဒီဘောင်ထဲမှာကျွန်တော်တို့ app ခံရတဲ့ file ကိုထည့်လိုက်ပါဒီဒီဒီညမှာကျွန်တော်တို့ဘာမှပြောင်းလဲစရာမလိုပါဘူးကျွန်တော် USB use ဆိုတဲ့ညာဒီ foreground color ရှိရပါမယ်တကယ်လို့ use ဆိုတဲ့ညာ foreground color မရှိဘဲကျန်တဲ့ဟာတွေရှိနေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ foreground color ကိုကျွန်တော်တို့ foreground color ကိုရွေးပေးရပါမယ်ဒီကိုကြည့်ရပါအဲ့တော့ ကျွန်တော်တို့ပြောင်းလိုက်တဲ့ပေါင်းခေါ်လိုက်တဲ့အရာတွေကဒီညမှာရောက်နေပါပြီအဲ့တော့ဒီအတန်းလေးကိုကျွန်တော်တို့ဖြတ်လိုက်ဖို့အတွက်ကျွန်တော်တို့ဒီ slide ပေးဖို့အတွက်ဒီ slide ရတဲ့အောင်ဖြတ်ဖို့အတွက် right click ထောက်ပြီးတော့ကျွန်တော်တို့ဒီမောဘီလူပါထဲမှာ slide ကိုနှိပ်ပါ slide အောက်မှာဒီ slide ကိုနှိပ်လိုက်ကျွန်တော်တို့အဲ့တော့ဒါလေးကိုရပြီနော်ကျွန်တော်တို့အဲ့တော့ okay သူ့ကိုကျွန်တော်တို့ကျွန်တော်တို့လိုချင်တဲ့နောက်ခံကြောင်းကြောင်းရပြီဆိုရင်စာရေးရတော့ဟုတ်ပြီနော်ကျွန်တော်တို့သူ့ကိုစပါးလိုက်လိုက်စာကဲလောက်တဲ့အခါမှာဥပမာ လှုပ်ဆောင်ချက်ရနေမယ်ဥပမာဆက်တွေ့ရမယ့်လိမ့်စာပါညာပေါ့ဟုတ်ပြီနော်ကျွန်တော်တို့အဲ့တော့လှုပ်ဆောင်ချက်ကောင်းတယ်ဆိုပြီးကျွန်တော်စာရေးမယ်ဆိုလို့ရှိရင်ပုံမှန်ကျွန်တော်တို့အောင်ပြတဲ့အတိုင်းစာရေးမယ်ဆိုရင်တိုင်းမျိုးကိုတီကိုနှိပ်ပါဒူပေါက်တွေကတီလေးကိုနှိပ်လိုက်ပါအဲဒီကိုနှိပ်လို့ကြားလာတဲ့ဒီညာလေးမှာကျွန်တော်တို့မိတ်ဆွေတို့ရဲ့ကွန်ပျူတာမှာရှိတဲ့ဖောင်းလေးတွေနဲ့ကျွန်တော်တို့နေတဲ့ဖောင်းလေးတွေကြည့်လို့ရပါတယ်ဒါကကျွန်တော်တို့စာရေးတဲ့ကာလအရောင်ပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့စာရေးမယ့်အကြောင်းဒါကကျွန်တော်တို့စာလုံးရေးမယ့် site ပေါ့ကျွန်တော်တို့အကြည့်အပေး site ပေါ့နော် ဲ့တော့ okay ကျွန်တော်တို့ရေးမဲ့နေရာမှာကျွန်တော်တစ်ချက်လိုက်ပါအဲ့တော့ကျွန်တော်တို့ရေးကြတာလေးတွေကိုဥပမာသဘာဝလေးကလောက်ဆောင်နေလေးတွေပေါ့အခုခုပေါ့နော်ကျွန်တော်တို့ရေးချင်တာရေးလိုက်ရပါမယ် နော်ကျွန်တော်တို့အဲဒီတော့တကယ်လို့များကျွန်တော်တို့ရေးတဲ့စာလုံးကြီးနေတယ်ဆိုလို့ရှိရင်ပြန်ပေးကြတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာသူ့ကိုဆက်လက်ပေးပြီးတော့ဒီလိုမျိုးဒီထောင်းလေးကဆက်လက်ပေးဆွေးပြီးတော့ကျွန်တော်တို့ဒီဆက်လက်ပြီးတော့ဒီနေရာမှာစာလုံးစာရိုက်ကိုကျွန်တော်တို့ပေးလို့ရတယ်အခုစနေဆိုလို့ရှိရင်17လောက်ပေါ့အဲအဲ့လိုမျိုးကျွန်တော်တို့ဟုတ်ပြီနော်ကျွန်တော်တို့ပေးလို့ရတယ်တကယ်လို့များဒီတိုင်းမသေးခြင်းဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါက်တွေကမူတုကိုနေလိုက်ပါမူတုကိုနေလို့ကျွန်တော်ဒီညမှာစာလုံးစာအကြီးသေးကိုကျွန်တော်ကြိုက်တယ်လို့ယူလို့ရတယ်ဟုတ်ပြီနော်ဒီညမှာကျွန်တော်တို့ မူတူနဲ့လည်းကျွန်တော်တို့စာလုံးဆိုင်အကြီးသေးကိုယူလို့ရတယ်။ဟုတ်ပြီနော်။အဲဒီတော့လှုပ်ဆောင်ချက်လေးတစ်ခုကျွန်တော်တို့ကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီညမှာကျွန်တော်တို့အပတ်ချစ်လို့ပြန်လာတယ်။ဟုတ်ပြီနော်။အဲဒီတော့နောက်ထပ်ဒီကောင်းလေးကိုအခုကျွန်တော်တို့ရေးလိုက်တဲ့စာလုံးကကျွန်တော်တို့ အယောင်တယောင်လေးဖြစ်နေသူ့ကိုအယောင်ထက်ထဲလေးတွေအယောင်စာလုံးကလားလေးတွေဖန်တီးထည့်ပြီးတော့ဖန်တီးတင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဒီညမှာကျွန်တော်တို့အခုဒီတွန်ဒီတီလေးပုံစံနဲ့ပေါ့နော်ဒီညလေးကိုကျွန်တော်ဒီကြာအောင်အတန်းလေးကိုမရှက်တန်းနေလိုက်ပါလက်ပြားနဲ့ဒီဘောင်းလေးတစ်ခုကြားနေပြီနော်ကျွန်တော်ဘောင်းလေးတစ်ခုကြားနေပြီကျွန်တော်အောက်ဆုံးက SQRD စပုတ်ကိုနှိပ်ပါဒီစာတန်းလေးကိုနှိပ်ပါအပွဲလေးကိုနှိပ်ပါလေနော်အဲဒီတော့ဒီညမှာကျွန်တော်တို့ဒီတက်တဲ့အယောင်လေးတစ်ခုနဲ့ကာလာဘောင်းလေးပေါ်လို့ရတယ် ီဒီကောင်းလေးကတော့ SI very side ကတော့အနာကတည်းအကောဝင်လေးပေါ့ဒီကောင်းကဒီလိုလည်းဘလို့ဘူးလည်းကိုယ်လာမလဲပေါ့နော်အဲ့တော့သူကြီးလို့ကောင်းတယ်ကနံပါတ်3သူမနံပါတ်4လောက်ပေါ့နံပါတ်5လောက်ပေါ့ဟုတ်ပြီနော်ဒီ okay နဲ့ထပ်လိုက်ပါအဲကျွန်တော်တို့ကောင်းစံလေးကရပြီကောင်းစံလေးကိုရတဲ့အခါဆိုလို့ရှိရင်ကျွန်တော်တို့လိုက်စာကဲတို့ဖိတ်စာတို့လုပ်တဲ့အခါမှာကောင်းစံရဲ့ဟိုဘက်ဘက်တစ်ဖက်ဘက်ကကျွန်တော်တို့ဒီဇိုင်းဖန်ထားလေးတွေ shape ကလေးတွေထည့်တတ်တယ်နော်အဲ့ဒီတော့ကျွန်တော်တို့အဲ့ဒီတော့ shape တွေကိုကျွန်တော်တို့ photoshop မှာပါတဲ့ shape တွေကိုပဲကျွန်တော်တို့တော့တုံးတယ် ကျွန်တော်တို့ shape တွေအများကြီးပါတယ်အများကြီးအသုံးပြုလို့ရတယ်အလားတည်းစင်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ shape လေးကိုယူတဲ့ကျွန်တော်တို့ two box တွေကကျွန်တော်တို့ဒီကျေပွန်လေးပုံစံနဲ့ပေါ့နော် custom shape 2ကိုခေါ်တယ်ဒီကောင်လေးကိုတကယ်လို့ဒီညမှာကျေပွန်လေးပုံစံမရှိဘူးရှိနေဒီညလေးတွေမှာ right click ထောက်ပြီးတော့ရှာကြည့်ပါ left click နေပြီးတော့ရှာကြည့်ပါ box custom shape 2ကိုယူပါပြီအဲ့တော့ဒီညမှာကျွန်တော်တို့ဒီ show bar ထဲမှာ two shape နဲ့ပတ်သက်တဲ့အကောင်လေးရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီလို design နဲ့ပြလာမလဲသူ့ကိုအများကြီးဟိုယူရအောင်နော် တကယ်လို့မိတ်ဆွေတို့နဲ့ဒီညမှာရှိုက်နေမဆုံးဘူးဆိုလို့ရှိရင်ဒီအော်လေးကိုနေပြီးတော့ဒီညမှာဒီအဲ့ဒါကိုအော်ကိုနေပါအော်ကိုနေပြီးရင်အပန်းကိုဆက်နေလိုက်ပါအဲ okay နော်အဲ့တော့ကျွန်တော်တို့ရှိုက်ဒီဇိုင်းလေးတစ်ခုစာလားလေးတစ်ခုရေးတော့မယ်နော်ဒီညမှာဟုတ်ပြီဒီညမှာကျွန်တော်တို့ရှိုက်ကလေးရဲ့အရာကျွန်တော်တို့အဖြူအောင်လေးကိုတောင်းလိုက်ဒီရောက်မှာရှိအောင်လေးတင်လိုက်ပြီဟုတ်ပြီနော်အဲ့တော့ဘောနာကနေပြီးတော့သူကျွန်တော်မောက်ကိုပြီးတော့ဒီစပယ်ရှယ်လိုက်အင်းကျွန်တော် ပုံမဲ့နေထိုင်တဲ့စာလို့ရှိရင်ပို့ပြီးတော့လာတော့မယ်။ဟုတ်ပြီနော်ကျွန်တော်တို့ဒီလိုဒီကောင်ကိုအကွာအဝေးတစ်ဖက်နဲ့တစ်ဖက်အကွာဝေးမမီဘူးအကွာဝေးကိုပြီးပြီးတော့ရှားကျင်တယ်အကွာဝေးငြင်းငြင်းအောင်လုပ်ကျင်တယ်ဆိုလို့ရှိရင်မူတူနဲ့ကျွန်တော်တို့ရှားလို့ရပါတယ်။မူတူနဲ့ဆွေရှားလို့ပဲဖြစ်ဖြစ် keyboard ကအပေါ်မှာပြားနေပြီးတော့ရှားလို့ရတယ်။ဟုတ်ပြီနော်ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ခေါင်းစဉ်လေးကပြီးတော့ဟုတ်ပြီနော်အဲ့တော့ ဖိတ်စာတစ်ခုလုပ်တဲ့အခါမှာလိပ်စာကဲတစ်ခုလုပ်တဲ့အခါမှာကျွန်တော်တို့ခေါင်းစဉ်ပြီးပြီဆိုလို့ရှိရင်နောက်ထပ်ကျွန်တော်တို့စာတွေပါတယ်ကျွန်တော်တို့ရေးချင်တာတွေကျွန်တော်တို့ရေးလို့ရတယ်ဒီမှာဒီဒီရလိပ်စာတွေကျွန်တော်တို့ဥမာတစ်ခုခုပေါ့ဥမာဆိုပါစို့ဗျာတစ်ခုခုလုပ်ပြီးပေါ့နော်ကွန်ပျူတာတဲ့လည်းပေါ့ဟုတ်တယ်ဟုတ်ကျွန်တော်တို့ကွန်ပျူတာတဲ့လည်းကျွန်တော်တို့ကွန်ပျူတာတဲ့လည်းတို့ ထိုင်ပါလားကခါမဲတည်တဲ့လူကမှလည်းလို့ခါမဲတည်တဲ့ပေါ့ဟောပြတာကွန်ပျူတာခါမဲတည်တဲ့ထိုင်ပါတာကခါမဲတည်တဲ့ပေါ့အဲ့လိုမျိုးပေါ့ကျွန်တော်ဆိုလိုချင်တာဟုတ်ပြီနော်အဲ့တော့ဒီကောင်းလေးကိုခုနအတိုင်းကျွန်တော်တို့ဒီလိုမျိုးအအောင်ကော့ချင်တယ်ဆိုလို့ရှိရင်ပို့ပြီးစောင်းအောင်အတွက် ခုနကညီမလေးမှာတစ်ချက်တစ်တိုင်းနှိပ်လိုက်ပါလက်ညှိုးကိုစတုပ်ကိုနှိပ်ပါအဲဒီတော့ဒီညမှာကျွန်တော်တို့အများကြီးနေတာဒီ OK နဲ့ထွက်အဲဒီတော့အခုနောက်လိုပဲဒီကောင်လေးတွေကိုကျွန်တော်တို့တချို့လိပ်စာကဲတို့တချို့ဖိတ်စာတို့မှာဆိုလို့ရှိရင်လက်ညှိုးလေးထိုးပြရတာတော့နာယီလေးအဝိုင်းပြရတာတော့ကျွန်တော်တို့အကုန်လုံးဟာဒီရှိတ်တူးလေးမှာရှိပါတယ်ဒီတူပေါက်တွေကရှိတ်တူးကိုနှိပ်လိုက်ပါကျွန်တော်တို့လက်ညှိုးလေးထိုးပြထားလိုက်ပေါ့အဲဒါဒီညမှာကျွန်တော်လက်ညှိုးလေးကိုလိုက်ရှာကျွန်တော်တို့လက်ညှိုးလေးရှိရဒီညမှာ ဲ့တော့ okay ကျွန်တော်တို့ဖိတ်စာလောက်တဲ့ညအခြေခံလိပ်စာကဲလောက်တဲ့ညအခြေခံကိုကျွန်တော်ဒီလောက်နဲ့အဆုံးသတ်ပါမယ်အားလုံးလည်းလောက်တတ်ပါပြီအဲ့တော့နောက်ဆုံးတစ်ခုပြန်မယ်ကျွန်တော်တို့လုံးချင်တာလေးတွေလုပ်ပြီးတော့ရည်ရွယ်ချက်တွေမှာပြန်ကျင့်နေတဲ့နေရာတွေကိုကျွန်တော်တို့ဒီမှာအခုဆိုနေရာတွေအများကြီးပဲဟုတ်တယ်နော်ပြန်ကျင့်နေတဲ့နေရာတွေကိုနေရာတစ်ခုလေးဖြစ်အောင်ပေါင်းဖို့အတွက်ကျွန်တော်တို့မီလူပါတယ်ကနေရာကိုနှိပ်ပါနေရာရဲ့အောက်မှာကျွန်တော်တို့ဖက်တဲ့အိုင်မန့်ကိုတင်လိုက်ပါဒီမှာကျွန်တော်နေရာတစ်ခုရေးပြတော့ပါပြီအဲဒီတော့ကျွန်တော်တို့တိုက်မယ်ဆိုလို့ရှိရင် i c s ညမှာသိတဲ့တဲ့များကိုရွေးရှိပြီးတော့ကျွန်တော်တို့ပြင်လို့ရပါပြီအားလုံးအဆင်ပြေပါစေနော်ကျွန်တော်တို့